ကေဘေးကောက်မှာပေါ့နော်ကျွန်တော်တို့လော့ခဏခဏကြာနေတဲ့သူတွေဆိုရင်ဒီဗီဒီယိုကိုကြည့်သွားနော်အပြစ်တွေဆိုကျွန်တော်တို့ဒီဗီဒီယိုမှာတော့ပြပရောက်နေတဲ့သူတွေဆိုအထူးသင့်တော်ပါတယ်ကျွန်တော်တို့ဒါ fingerprint lab ကိုနေကျွန်တော်တို့ပြုလုပ်တဲ့နည်းလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်ခေတော့ကျွန်တော်တို့ login setting ကိုသွားမယ်နော်ပြောရစရာကျွန်တော်ဒီမှာနော်ကောင်းလေးကိုဖွင့်ပေးပါအာတခုသိထားမှာကျွန်တော်တို့ကိုပိုင်အောက်ဖြစ်ကမှာနော်ဒါဒီနီးလန်းကကျွန်တော်တို့ကိုပိုင်အောက်မှာတာရင်ကျွန်တော်တို့အလုပ်ဖြစ်မှာဖြစ်တယ်နော်တခြားသူဆိုရင် ရာဒုကောက်ကိုယူသုံးနေရဆိုရင်အလုံးမဖြစ်ဘူးနော်ဆိုဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့မျက်နှာကိုစကန်ဖက်ဖြစ်လို့ပါခေါင်းကတခါလေးလောက်ထားရအောင်ねကျွန်တော်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့မျက်နှာကိုစကန်ဖက်ပေးလိုက်မယ်နော်ကျော်ရတခါပေးမှန်းခဏနဲ့နောက်ဆိုရင်ကျွန်တော်ဒီအကောက်လောအောက်ထွက်သွားရင် AC ပဲပေါ့နော်ကျွန်တော်ဒီလက်ဝင်နဲ့တာလေးဝင်လိုက်ရအောင်မယ်နော် UDP မလိုတော့ဘူးဗျဆိုအဲ့တော့ကျွန်တော်ဒီမှာ conference နိုင်မယ်ပြီးဆိုရင်ကလပ်ဆောင်ပေးမယ်နော် ကျွန်တော်တို့ကောက်ပိုင်ရှင်ဖြည့်ကြမယ်နော်တခြားသူကောက်ကူကယူသုံးနေရဆိုရင်တော့မျက်နှာစကန်မတူရင်တော့ရမှာမဟုတ်ဘူးကောနော်။ Okay ပြီးဆိုတော့ကျွန်တော်ဒီလိုမျိုးပွင့်သွားပြီဆိုရင်ရပြီနော်ပြီးရင်ကျွန်တော်ဆမ်းပြမယ်ကျွန်တော်တို့တော့ပြန်ထွက်ပြီးတော့ကျွန်တော်ကောက်ကို log out လုပ်မယ်ပေါ့နော်။ကောက်ကိုကျွန်တော် log out လုပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ login ပြန်ဝင်မယ်ပေါ့ဗျာ။ Okay ဒီနေရာမှာကျွန်တော်တို့ယူချစ်စရာကိုကျွန်တော်နှစ်ခုရှိလိမ့်မယ်။လပ်ဝေနဲ့ဝင်မလားတောင်မို့ကျွန်တော်တို့ SMN နဲ့ဝင်မလားပေါ့နော်ကျွန်တော်တို့ဒီမှာလပ်ဝေထည့်ထားပြီဆိုရင်ကျွန်တော်တို့ဒီမှာနော်ပုံမှန် ဒီ login with fingerprint ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ကဒါနှိပ်ပြီးတော့အလဝိနဲ့ဝင်လို့ရပြီเนาะဒါဒီညနေကရန်နေမှာဆင်ပြေတယ်ကျွန်တော်ပြည်ပရောက်နေသူဆိုရင်ဒီမှာနိုင်ငံက OTP ခဏခဏတောင်းရတဲ့ပြဿနာကိုဆိုလို့ရှိရင်ကြည့်ချင်းညနေဆိုရင်တော့အခု level စနေကိုထည့်ထားတာဆိုရင်ကျွန်တော်တို့ OTP အစား level နဲ့ကျွန်တော်တို့ကောက်ထဲကိုဝင်မှာဖြစ်ပါတယ်เนาะကျွန်တော်အဲ့တော့ fingerprint ကိုတစ်ချက်နှိပ်လိုက်မယ်ပြန်เนาะဆိုတကယ်လို့ကိုက SMN နဲ့ဝင်နေတယ်ဆိုရင်ကျွန်တော်ဒီမှာ login with SMN code ဆိုတာကိုနှိပ်ပြီးတော့လဲကျွန်တော်တို့ကဒီမှာ SMN နဲ့ဝင်လို့ရတယ် ဒါမှမဟုတ်ကျွန်တော်တို့ကလက်ဝေနဲ့ဝင်နေတဲ့ဆိုရင်ဒီမှာလက်ပွေကိုတစ်ချက်ရွှေ့ပေးလိုက်မယ်နော်ပြီးရင်လည်းကျွန်တော်တို့ကဒီကိုယ့်ရဲ့ဖုန်းကရှိတဲ့လက်ပွေလေးကိုကျွန်တော်ကနှိပ်ပြီးတော့ဝင်သွားလိုက်ရုံမဖြစ်ပါဘူးနော်ဒါဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ account က OTP မလိုတော့ပေါ့နော်အရင်ကမှလွယ်ကူတယ်ဒီနန်းလေးကိုပြီးပိုင်အောင်နေသူဝေထုသဖြင့်ထည့်တာပါအာ account တွေ log out ဖြစ်နေသလိုရှိရင်ဒီပြဿနာကတို့ဖြေရှင်းရခက်တယ်ပေါ့နော် OTP မရတဲ့ပြဿနာတွေပေါ့နော် Okay အလုံးမဲ့ဆင်ပြေပါသေး KVZ Pay account နဲ့ပတ်သက်ပြီးနောက်ထပ်သိချင်တဲ့အကြောင်းလေးရှိရင်ဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့ မေးလာပါအကောင့်တွေနဲ့ပတ်သက်ပြီးကျွန်တော်တွေ service action နဲ့ဆိုရင်လည်းကျွန်တော်စီမံလာရောက်ပြီးတော့စုံစမ်းလို့ရပါတယ်ကျွန်တော်နေ့တိုင်း KB account တွေကို service ပေးနေပါတယ်ဗျမဖြစ်တော့ကြိုးရှိခဲ့ရဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတခြားသူတွေတီအောင်လည်းပြန်လည်းမျှဝေပေးခဲ့ပါအောင်ဗျအားလုံးပဲစင်ပြီးချပါတယ်ဗျ